မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကမင်းဆောင်နီမှာရှိပြီးတော့တွားရလင်လွယ်ပြီးအပန်းဖြေအနားယူလို့ကောင်းတဲ့ဖာချလုံးရင်တကိုကိုတွားမှာဖြစ်ပါတယ်ဒီရင်တကိုကိုလာမယ်ဆိုရင်တော့အရန်လဲမဝေးတော့မို့ဆိုင်ကယ်ကာဒါမှမဟုတ်လိုင်းကားနဲ့လာမယ်ဆိုရင်လည်းအဆင်ပြေပါတယ် ဒီနေရာဆိုရင်တော့ဒီရေတကွန်လည်းဖြစ်တယ်လို့ National Park တခုလည်းဖြစ်ပါတယ်ဆက်ဆံဝင်ပြီဆိုတာနဲ့ကျွန်တော်တို့ကတပ်ပင်နေမြက်ခင်းတွေစိစိဆူဆူကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကတော့ visitor center ပါ ျွန်တော်ကတော့အရင်ဆုံးကျွန်တော်ရဲ့စာအုပ်မှာတစ်စိတ်ကောင်ထုတ်လိုက်ပါတယ်ပြလာပါပြီမြောက်ပုံလေးပါချစ်စရာလေးဒီမှာဆိုရင်တစ်ပင်နဲ့မြက်တွေနဲ့အရင်အောင်လှပါရဲ National Park လည်းဖြစ်တာချောင်းတင်းတင်းထားပြီးတော့ က်ရှင်မှုတွေရှိပါတယ် တာဂတ်တော့နမ်တိုဖာချလွန်ပါဖာချလွန်ရင်တကောဖြစ်ပါတယ်ပေးရတွေမှာဆိုရင်တော့လာပြီးအပန်းဖြေဧည့်သည်တွေများတာကြောင့်သူကတော့နည်းနည်းများပါတယ်ဒီနေရာတော့ ਈ တကွင်းရဲ့ပေါ်ပါပါတက်လို့ရပါတယ်ဒါပေမဲ့အခုကမူရင်းကာလာမို့ပြေးမတက်ပါဘူးရှီတကွင်းကတော့အရန်လာပါတယ် ရေတကောကရေဖြစ်တာကြောင့်ရေကတော့တတင်လေးပဲရှိပါတယ်။ကလေးတွေကတော့ရေကူးလို့ရပါတယ်။လူကြီးတွေဆိုရင်တော့ဒီခြေထောက်ရေစိမ်းဒါလောက်ပဲရပါမယ်။ဒီတကွင်းရဲ့ပေါ်ဘက်ကိုလည်းတောက်လို့ရပါတယ် ကျွန်တော်တို့ချောင်းကိုဖြတ်ပြီးတော့တော်လို့ရပါတယ်။ဒါပေမဲ့ကျွန်တော်ယေဆုမှာဆိုရင်တော့ကျွန်တော်အနောက်ဘက်ကနေကိုယ်ပတ်ပြီးတော့တော်လို့ရပါတယ်။အခုကပည့်ရဖြစ်တဲ့ချောင်းလိုတော့နည်းနည်းများပါတယ်။မိသားစုတွေ ကလေးတွေဒီလိုလာပြီးတော့ပန်းဖြေတာမျိုးပါဒါကတော့အနောက်ဘက်ကနေကြွေပြီးတော့သွားမယ်လမ်းမှာဒီမှာဆင်ကျောထိုင်ကုန်လေးတွေလည်းရှိပါတယ်ကျောဒီမှာထိုင်ပြီးတော့အနားယူလို့ရပါတယ်ဒီမှာဆိုရင်အိမ်လို့ရတဲ့အဆောင်တွေလည်းရှိပါတယ်ဒီတန်းလေးကတော့အရင်လာပါတယ်ပြန်မှာအရင်ကြည့်လို့ကောင်းပါတယ် application ဘက်မှာညအိမ်မျိုးဆိုရင်တော့ကျွန်တော်ဒီအဆောင်ရေးလည်းနှားလို့ရတယ်လို့တန့်တွေယူလာပြီးတော့လည်းကျွန်တော် camp ထိုးလို့ရပါတယ်ကောင်းလုံးပန်းမှာအရင်လာပါတယ် ဒီနေရာလေးကတော့နည်းနည်းတက်ပါတယ်တော်လန့်ဖြစ်တဲ့ကြောင့်ကျွန်တော်နည်းနည်းကြီးဆိုင်ဖို့လိုပါတယ်မိုးရွာရင်တော့တက်လို့မရဘူးလို့ကျွန်တော်ထင်နေပြအပေါ်မှာလည်းတပုံလိုက်ရတဲ့လူတွေများရှိပါတယ် င်းမနှွေရံဒီဆိုရင်တော့ရေတလောက်မများပါဘူးခုချိန်ကတော့ရေများပြီးတော့အရင်လာပါတယ်ရှိကလည်းတတိယလေးရှိတော့မှခလေးအတွက်ရေကူးလို့အဆင်ပြေပါတယ် ဆုံးဖြတ်ချပြီးတော့အားလုံးကျေးဇူးများတင်ပါတယ်။